ရခိုင်ပြည်နယ်အတွင်းအရခတက်တော် AA ကတင်ပိုက်ဖို့ကြန့်ရှိနေသေးတဲ့မြို့တွေကိုဆက်လက်သိမ်းပိုက်နိုင်ဖို့အတွက်ကြိုးပမ်းနေတဲ့အချိန်မှာမြမစစ်တပ်ဘက်ကကြီးရည်လေးဖူးပေါင်းစစ်ဆင်ရေးတွေနဲ့အပြန်အလှန်ထိုးစစ်ဆင်နေတာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပါတယ်။ဒါကြောင့်ရခိုင်ပြည်သူတွေအနေနဲ့စိတ်ရည်သတိရှိကြဖို့အရခတက်တော် AA ကအော်တိုဘားလ10ရက်နေ့ကထုတ်ပြန်သတိပေးလိုက်ပါတယ်။ အာရခတက်တော် A နဲ့စစ်ကောင်စီတက်တော်ဟာရခိုင်ပြည်နယ်နဲ့နေနမိတ်ချင်းထိစပ်နေတဲ့မကွေတိုင်းနှဲ့ရီကန်ပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနဲ့ AR တိုင်းအဆက်ကလေးမျက်နှာမြို့နယ်တို့မှာနေတိုင်းဒီပါတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါဗျ။အာနာသိန်းစစ်တပ်က ကြီးကျောင်းကနေရခိုင်ပြည်တဲကိုစစ်မစင်နိုင်သေးပေမဲ့ရေပြင်မှာစစ်သည်မော်တွေကနေပြည်သူတွေကိုဖမ်းဆီးနေသလိုလက်နက်ကြီးတွေနဲ့မြို့တွေကိုပစ်ခတ်တာလေကျောင်းကနေပုံကျဲတာတွေကိုလုပ်နေတယ်လို့အေးရဲထုတ်ပြန်ချက်မှာပါရှိပါတယ်။စက်တင်ဘာနဲ့အောက်တိုဘာလတွေအတွင်းမှာစစ်သည်မော်တွေကအရသာပြည်သူ24ယောက်ကိုဖမ်းဆီးထားတယ်လို့အေးရဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်တန်တွဲမြို့ကိုလည်းစစ်တပ်ကအော်တိုဘားလ10ရက်နေ့ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့အေအေရဲ့ထုတ်ပြန်ချက်တွေအရသိရပါရရှင်။